ဒီနေ့အတင်းတော်တက်ရောက်တဲ့တတ်ရှင်းသူတွေတောင်ဒါကိုကောင်းကောင်းသိကြပါတယ်။လူသားအလုံးဟာအာဒန်နဲ့ဧဝကကောင်းမကောင်းသိကြွမ်းရအပင်ရဲ့အတီးကိုစားပြီးကျူးလွန်ခဲ့တဲ့အဖြစ်ကိုအမွေဆက်ခံခဲ့တယ်။ဒါပေမဲ့ထာဝရအတက်ကိုဘလို့ရရှိနိုင်မလဲဆိုတာကိုနားမလည်ပဲပတခါပွဲရဲ့အရေးကြီးမှုနဲ့ပတခါပွဲယူဆောင်လာတဲ့ဖရာသခင်ကဘလောက်တန်ဖိုးရှိလဲဆိုတာကိုအပြည့်အဝနားမလည်နိုင်ကြပါဘူး။ ကဘာဦးကျန်းထဲမှာဖရာသခင်ဟာကောင်းမကောင်းတိကျွမ်းရအပင်နဲ့အသက်ပင်ရဲ့အတီးအကြောင်းကိုပြောခဲ့ပြီးအသက်ပင်ဟာစားတဲ့သူတွေကိုထာဝရအသက်ကိုပေးတဲ့အတီးဖြစ်တယ်လို့တွင်တင်ပေးခဲ့ပါတယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး73မှာဖရာသခင်ဟာကဘာဥကရေကထိဝတ်ထားတဲ့အရာတွေကိုဥပမာတွေအဖြစ်ဖော်ပြမယ်လို့ကတိပြုထားခဲ့ပါတယ်။ဒါဆိုရင်အေဒင်ဥယျာဉ်ဥပမာထဲမှာဖော်ပြထားတဲ့အသက်ပင်ရဲ့အသီးဟာဘာလဲ။ ကောင်းမကောင်းတီကျွမ်းရအပင်ရဲ့အတီးကိုစားပြီးတီခဲ့ရတဲ့လူသားတွေကိုကယ်တင်ဖို့အတွက်အသက်ပင်ရဲ့အတီးကိုစားဖို့လမ်းဖွင့်ပေးရမှာဖြစ်ပါတယ်။အသက်ပင်ရဲ့အတီးကိုစားရင်ထာဝရအသက်ကိုပေးပေမဲ့ဖျားသခင်ဟာကောင်းမကောင်းတီကျွမ်းရအပင်ရဲ့အတီးကိုစားတဲ့သူတွေဟာအသက်ပင်စီမရောက်နိုင်အောင်တားဆီးတော်မူခဲ့ပါတယ်။ကဘာဦးကျအခန်းကြီး3အခန်းငယ်23မှာဒီလိုရေးထားပါတယ်။ လူသည်မိမိထွက်တော်မည်၌လောက်ရမည်အကြောင်းထာဝရအရှင်ဖရာသခင်သည်အေဒင်ဥယင်ထဲကလွတ်လိုက်တော်မူ၏ထိုသို့လူကိုနှင်ထုတ်ပြီးလျင်အသက်ပင်လမ်းကိုစောက်ရှောက်စေခြင်းမှာမိဆက်လက်နှစ်နှစ်တကွာခေရုဘိန်တို့ကိုဥယင်အရှိတ်၌ထားတော်မူ၏မိဆက်လက်နှစ်ကိုကင်ထားတဲ့ကောင်းကင်တမန်တွေဟာအပြစ်သားတွေမလာအောင်အသက်ပင်လမ်းကိုတင်းကျပ်စွာပိတ်ဆို့ထားပါတယ် ရလက်အနေနဲ့အသက်ပင်စီကိုဘယ်သူမှလုံးဝမချင်းကပ်နိုင်ပါဘူး။ဒါဆိုရင်ကဘာဦးကျမ်းမှာမှတ်တမ်းတင်ထားတဲ့အသက်ပင်ရဲ့အကြောင်းကိုဥပမာတစ်ခုအားဖြင့်ဖော်ပြထားပါဗျာ။ဖျားသခင်ဟာဒီဥပမာအားဖြင့်ဘာကိုဖော်ပြဖို့ကြိုးစားခဲ့ပါသလဲ။ဒီဖြူကိုမတွေ့ရသေးတဲ့သူတွေဟာငါကောင်းကင်သွားနိုင်တယ်ငါကယ်တင်ခြင်းခံရမယ်ဒါမှမဟုတ်အပြစ်ခွင့်လွတ်ခြင်းခံရပြီလို့ပြောကြပေမဲ့ အဲ့ဒီလိုစကားတွေဟာမှားယွင်းနေပါတယ်ဖျားသခင်ကဒီနေ့ပတ္တခပွဲလို့ခေါ်တဲ့အသက်ပွဲတော်ကိုဘာကြောင့်ခွင့်ပြုပေးခဲ့တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်တဲ့အခါထာဝရကောင်းကင်နဲ့အေဒင်ဥယျာဉ်တွေက အသက်ပင်ရဲ့လှုပ်ဝှက်ချက်ဟာပပခါပွဲရဲ့အမှန်တရားထဲမှာဝတ်ထားခဲ့တယ်ဆိုတာကိုသိမြင်နိုင်ပါတယ် ကောင်းမကောင်းတီကျွမ်းရအပင်ရဲ့အတီးကိုစားပြီးတည်နိုင်တဲ့လူသားတွေစီ အသက်ပင်ရဲ့အတီးကိုစားရင်ထာဝရအသက်ကိုရနိုင်တယ်လို့တွင်တင်ပေးခဲ့ပါတယ်။အသက်ပင်ရဲ့အစစ်အမှန်ကဘာလဲဆိုတာကိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6ကို ဖွင့်ကြည့်ကြရအောင်။အခန်းကြီး6အခန်းငယ်53ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားလူသားဤအသားကိုမစားအသွေးကိုမတောက်လျင်တင်တို့၌အသက်မရှိ ငါ၏အသားကိုစား၍ငါ၏အသွေးကိုလည်းတောက်တော်သူသည်ဘာကိုရရှိပါသလဲ။ထာဝရအသက်ကိုရ၏။ဣဒေဥယျာဉ်မှာထာဝရအသက်ရဖို့ဘာကိုစားခဲ့ပါသလဲ။ထာဝရအသက်အတွက်အသက်ပင်ရဲ့အသီးကိုစားခြင်းလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6မှာယေရှုခရစ်ဟာထာဝရအသက်ကိုရောက်ဖို့အတွက်လူသားရဲ့အသားနဲ့အသွေးကိုစားတောက်ရမယ်လို့မိန့်တော်မူခဲ့ပါတယ်။ဖျားသခင်ကလူသားတွေကိုထာဝရအသက်ကိုပေးတဲ့နည်းလမ်းဟာတစ်ခုတည်းပဲဖြစ်ပါတယ်။ဖျားသခင်ဟာတစ်ခုတည်းသောလမ်းကိုခွင့်ပြုပေးထားပြီးဒီဥပမာရဲ့နောက်ွယ်ကအစစ်မှန်ကဘာဖြစ်ပါသလဲ။ယေရှုခရစ်ရဲ့အသားနဲ့အသွေးကိုစားတောက်တဲ့အခါဘာဖြစ်မှာပါလဲ။ထာဝရအသက်ကိုယာယီလို့ပြောခဲ့ပါတယ်။ ဒါကြောင့်ယေရှုခရစ်ရဲ့အသားနဲ့အသွေးဟာအေဒင်ဥယျာဉ်ထဲကအသက်ပင်ရဲ့အတီးဖြစ်ပါတယ်။အသက်ပင်ရဲ့အစစ်အမှန်ဟာယေရှုခရစ်ရဲ့အသားနဲ့အသွေးဖြစ်ပါတယ်။